ကျမတို့ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မြို့အပါအဝင်ပြည်နယ်နဲ့တိုင်းများတွင်ရွှေဓာတ်ခွဲကမ်းများဖွင့်မယ်ဆိုတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်မြို့အပါအဝင်အခြားပြည်နယ်တွေအတိုင်းမြို့များတွင်နိုင်ငံတကာအစင်မီရွှေတက်ခွဲကမ်းများဖွင့်လှစ်သွားမှာဖြစ်တယ်လို့ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်း YGE မှသိရပါဗျာ။ မြမရွှေတက်ခွဲစံတန်နိုင်ရန်နိုင်ငံတကာအစင်မီတက်ခွဲကံများတွင်စနေကြစံတပ်ပြီးအလေးချိန်နဲ့အရေးအသွေးကိုစံတပ်စစ်ဆေးနိုင်မှာဖြစ်တယ်လို့သိရပါတယ်။တက်ခွဲကံများအားရန်ကုန်မြို့အပြင်မြစည်းနာမန္တလေးမော်လမြိုင်ဖအံမြို့တို့မှဖွင့်လှစ်တော်မှာဖြစ်ကတက်ခွဲကံများဖွင့်လှစ်နိုင်ရေးနိုင်ငံတကာအသိအမှတ်ပြု ISO လက်မှတ်ရရှိရန်ဆောင်ရွက်နေပြီး X-ray စစ်ဆေးတဲ့စံများလည်းမှာယူထားပြီးဖြစ်ကြောင်း YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောကြားတယ်လို့သိရပါတယ်ရှင်။ Thank you.